ဘဲကျင်ကိုပွဲထွက်စဉ်ကနေဇက်တိုင်ချန်နယ်ထားအချင်းအကြောင်းရင်းကိုပြောပြလာခဲ့တဲ့မာရက်စကာဘဲကျင်များလုံးမင်းလာများဘလူးလိုင်းကင်းကနေပြန်လည်ကြိုးလိုက်ပါရင်ချေစင်းနီးပြအန်ဆိုမာရက်စကာဟာချင်းစင်းတင်းကောင်းဆောင်ရေကျင်ကိုပွဲထွက်လို့စဉ်ကနေဘာကြောင့်ဒါချောက်ချန်နယ်ထားခဲ့ရလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြလာခဲ့ပါရင်မာရက်စကာကရေကျင်ကိုကွင်းထဲမှာထားကစားကြည့်ခိုင်းခဲ့သေးပေမယ့်ရင်းရှိအားကိုးလို့ရနိုင်မယ့်အနေအထားမျိုးမှာမတွေ့ရတာကြောင့်နောက်ပိုင်းမှာတော့အန်ဆိုနဲ့လာဗီယာတို့ကပုံမပွဲထွက်လာခဲ့ပါရင် ကွင်းလယ်ကတော့ရိတ်စင်အတွက်မတင်တော်တာကြောင့်အခုလိုမျိုးကွင်းလယ်မှာပွဲထွက်ကစားကွင်းမပေးတာကထားပါသူကစားနေကြညာစွန်ခန်းစစ်နေရာမှာရိတ်စင်ကိုကစားကွင်းပေးတင်တယ်လို့ပြောစရာရှိပါတယ်အခုမာရက်စကာကရိတ်စင်ကိုကြော်ပြီးကိုင်းစီလိုကိုညာနောက်ခံလူနေရာမှာထားကစားနေပါတယ်ဒါကမာရက်စကာစီမှာအကြောင်းပြချက်တွေရှိနေပါတယ်အဓိကအားဖြင့်ရိတ်ချင်းရဲ့ကြံ့ခိုင်မှုမှတ်တမ်းကိုမာရက်စကာကသဘောမချသေးတာဖြစ်ပါတယ်ရိတ်ချင်းကိုကောင်းကောင်းတုံးတော့မယ်လို့မချန်လိုက်နဲ့ရိတ်ချင်းကဒဏ်ရာရရှိသွားခဲ့ပြန်ပြီဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာမာရက်စကာကစိုးရိမ်နေတာပဲဖြစ်ပါတယ်ဒီအခြေအနေပတ်သက်ပြီးရိတ်ချင်းအပေါ်အချိန်ပေးပြီးတော့တေချာလေးစီမံခံခွဲမှုတွေလုပ်မရရမယ်လို့မာရက်စကာကထင်မြင်ယူဆ ားနေတာကြောင့်အခုလိုမျိုး rate change ကိုပွဲကစား권မပေးရခြင်းလည်းဖြစ်ပါရင် rate change ရဲ့အခြေအနေကို Maris Car ကတခြားနဲ့ကင်တွယ်ပေးသွားမှာဖြစ်ပြီးလာမယ့်ရာသီမှာဒေါ်လာချင်းစီကိုဆက်လက်ပြီးတော့တာဝန်ယူအောင်မယ်ဆိုရင် rate change ကိုအရင်လိုမျိုးပြန်ဖြစ်အောင်လုပ်ပေးသွားမယ်လို့လည်းဆိုထားကြပါ